စစ်ရုံတွေဘုံကျဲခံရပြီးမိနစ်ပိုင်းအကြာမှာပဲအစ္စရေးကိုလက်တော့ပြန်တိုက်ခိုက်ခဲ့တဲ့အီရန်အစ္စရေးနိုင်ငံအနှံ့မှာ ပောက်ကွဲမှုတွေဇက်တိုက်ဖြစ်ပေါ်အခုလက်ရှိမှာတော့အစ္စရေးနိုင်ငံဟာအီရန်ဘက်ကနေပြစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေရဲ့တိုက်ခိုက်ခြင်းကိုပြင်းပြင်းထန်ထန်ခံစားနေရပါတယ်ဂျော်ဒန်နိုင်ငံအမန်မြို့ကနေရတဲ့သတင်းရတွေသတင်းရဆိုရင်လွန်ခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာပဲအီရန်ကနေဒုံးကျည်၃၀လောက်ကိုအစ္စရေးစီပြစ်လွှတ်ခဲ့တယ်လို့သိရပါတယ်ဒီဖြစ်ရကြောင့် အမှန်မြို့မှာလေချောင်းရံကာဝေးရေးအဝေါ်သံတွေစူညံသွားခဲ့ရသလိုမကြခင်မှာပဲအစ္စရေးတနိုင်ငံလုံးနဲ့တတိပေးအဝေါ်သံတွေအဆက်မပြတ်မြည်ဟီလာပါတော့တယ်။ဒီအခြေအနေတွေကဒေတာရင်းတင်းမှမှုတွေကိုဘယ်အထိမြင့်တက်လာအောင်တွန်းပို့နေလဲဆိုတာကိုစက်ပြီးလေ့လာကြည့်ကြရအောင်ပါ။အစ္စရေးနိုင်ငံဟာအခုလက်ရှိမှာအီရန်ဘက်ကပြစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေရဲ့တိုက်ခိုက်မှုကိုခံနေရပါတယ်။ဂျော်ဒန်နိုင်ငံအမှန်မြို့ကနေရတဲ့သတင်းတွေအရဆိုရင် လွန်ခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာအီရန်ကနေဒုံးကျည်300လောက်ကိုအစ္စရေးစီပစ်လွတ်ခဲ့တယ်လို့သိရပါတယ်။အမန်မြို့မှာလေကြောင်းရန်ကာဝေးအိုဝါဒန်တွေကြားခဲ့ရပြီးမကြခင်မှာအစ္စရေးတနိုင်ငံလုံးမှာလည်းတတိပေးအိုဝါဒန်တွေမြည်ဟီလာပါတော့တယ်။ဒုံးကျည်တွေဘယ်နေရာကြောက်ပြီးဘယ်လိုထိခိုက်မှုတွေရှိခဲ့လဲ။တတိပေးခံရတဲ့ဧရိယာကတော်တော်ကျယ်ပြန့်ပါတယ်။မြောက်ဘက်ကအထက်ဂါလီလီကဆလို့မြောက်ပိုင်းကန်ယိုရန်နဲ့အလဲပိုင်းဒေသတွေဥပမာနာဟာရီယာတဲလ်အဗစ် ဒါပြင်တောင်မဆုံးက h. အထိပါဝင်ပါတယ်။အဲ့ဒီဒေတာတွေကပြည်သူတွေကိုဘန်ကာရီဒါမှမဟုတ်ခိုးလုံရာတွေမှာနေထိုင်ကြဖို့အကြံပြုထားပါတယ်။ဒုံးကြီးတွေဝင်ရောက်လာနေတာကြောင့်အထူးသဖြင့်ဗဟိုဧရိယာဖြစ်တဲ့ Tel Aviv မြို့ကြီးပတ်ဝန်းကျင်မှာကျဲလောင်တဲ့ပောက်ကွဲသံတွေဇက်တိုက်ကြားနေရပါတယ်။ဒုံးကြီးတွေကိုကြားဖြတ်ဖြတ်စီးနေတဲ့ပုံရိပ်တချို့တွေ့နေရပြီမဲ့ဘယ်နေရာတွေကိုတိတိကျကျပြစ်မှတ်ထားတယ်ဒါမှမဟုတ်ဘယ်နေရာတွေထိခိုက်ပျက်စီးတယ်ဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူး။ အစ္စရေးစစ်ဘက်ဆိုင်ရာစင်တာအဖွဲ့တွေကနိုင်ငံသားတွေနဲ့သတင်းသမားတွေကိုသတင်းထုတ်ပြန်တာမျိုးမလုပ်ဖို့ထောင်ဒဏ်နဲ့ချိန်ချောက်ထားတာကြောင့်သတင်းအချက်လက်ရဖို့ခက်ခဲနေပါတယ်။တိုက်ခိုက်မှုတွေဘာကြောင့်ပိုပြင်းထန်လာတာလဲ။အခုဆိုရင်ပောက်ကွဲသံတွေဇက်တိုက်ကြားနေရပါတယ်။ Tel Aviv ကတိုက်ရိုက်ထုတ်လွှင့်မှုတွေရအစ္စရေးရဲ့မြို့တော်ပေါ်မှာကျယ်လောင်တဲ့ပောက်ကွဲသံတွေအများကြီးကြားနေရတယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုတွေက American ကအီရန်ရဲ့နျူကလ িয়ার စခန်းသုံးခုဖြစ်တဲ့ Isfahan နာဒန်စ်နဲ့ဖော်တိုတို့ကို တိုက်ခိုက်ပြီးနိုင်အနှဲငယ်ကြမှာဖြစ်ပွားခဲ့တာပါ။အစ္စရေးစစ်တပ်ကလည်းအီရန်ကအစ္စရေးစီဒုံးကျည်တွေအများကြီးပစ်လွှတ်ပြီးဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ဒါကတော့တဲလ်အဗစ်ကနေရတဲ့ဓာတ်ရိုက် ပုံတွေနဲ့အတန်တွေအရဆိုရင်ပထမဆုံးအချိန်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းအခြေအနေကဘယ်လိုလဲ။ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာလည်းအီရန်ဒုံးကျည်ရာပေါင်းများစွာကိုအစ္စရေးက ပြစ်လွတ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။အစာပိုင်းကတော့ဒုံးကျည်များစုကိုကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီးမြဲပြီးခဲ့တဲ့ရက်အနည်းငယ်တွင်မှာတော့ဒုံးကျည်အရေအတွက်နည်းသွားခဲ့ပြီးမြဲပျက်စီးဆုံးရှုံးမှုတွေကတိတိတသားပုံများလာပါတယ်။အထူးသဖြင့်ဗီဒီယိုတွေနဲ့ဓာတ်ပုံတွေထုတ်ပြန်နိုင်ခဲ့တဲ့နေရာတွေမှာပို့ပြီးထင်ရှားပါတယ်။ဒုံးကျည်တွေဘယ်နေရာတွေမှာတိတိကျကျကြာရောက်ခဲ့လဲဆိုတာအားလုံးမသိရသေးပါဘူး။ဒါပေမဲ့သိရတဲ့နေရာတွေမှာတော့အဆောက်အုံတွေပြိုကျတာအစ္စရေးလူမျိုးတွေတေဆုံးပြီးအပြက်စီးတွေအောက်မှာပိတ်မိနေတာ အခြေခံအဆောက်အုံတွေကြီးကြီးမားမားပျက်စီးတာတွေကိုတွေ့ခဲ့ရပါတယ်။ဆိုလိုကဆေးရုံလိုမျိုးအဆောက်အုံတွေနဲ့တခြားအဆောက်အုံတွေကလည်း X-ray မှာထိခိုက်လွယ်တဲ့နေရာတွေဖြစ်သတ်မှတ်ခံရတဲ့အနီးအနားကနေရာတွေကိုပိတ်မှတ်ထားတဲ့ဒုံးကျည်ပောက်ကွဲမှုတွေရဲ့အပူဒဏ်ကြောင့်ကြီးမားစွာထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီအခြေအနေကြောင့် X-ray တို့ကတော့သူတို့ကိုသူတို့ပြင်ဆင်နေကြပါတယ်။မတပိုင်းမှာပြောခဲ့သလိုပဲ X-ray ဟာကနအူးတုံ့ပြန်မှုက American တပ်ဖွဲ့တွေစီကိုမဟုတ်ဘဲ X-ray စီကိုတိုက်ရိုက်လာလိမ့်မယ်လို့မျှော်လင့်ထားကြောင်း ိုင်ငံသားတွေကိုကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။အခုတော့အဲ့လိုအခြေအနေတွေကတကယ်ပဲမြန်မြန်ဆန်ဆန်ဖြစ်လာနေတာကိုတွေ့ရပါတယ်။အစ္စရေးဟာမြောက်ဘက်ကနေ Hezbollah ပါဝင်လာနိုင်ခြင်းနဲ့ပတ်သက်ပြီးလဲစိုးရိမ်နေပါတယ်။ Hezbollah သာဒီပရိပခါမှာပါဝင်လာခဲ့မယ်ဆိုရင်အခြေအနေတွေကပိုပြီးရှုပ်ထွေးသွားမှာဖြစ်ပြီး Israel ကိုပိုပြီးအန္တရာယ်များတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ရဖွယ်ရှိပါတယ်။ Tel Aviv ကနေရတဲ့ဓာတ်ရိုက်ပုံတွေအရမြို့တော်မှာပောက်ကွဲတံတွေအများကြီးကြားနေရပြီး ဂျေရုဆလင်အကောင်းငယ်မှာလည်းဒုံးကြီးဂျားဖြတ်ဖြတ်စည်းမှုတွေတွေ့နေရပါတယ်ဒီတိုက်ခိုက်မှုတွေဟာအမေရိကန်ကအီရန်နျူကလ িয়ার စကန်၃ခုကို တိုက်ခိုက်ပြီးနိုင်အနေငယ်ကြာမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်အီရန်ရဲ့နျူကလ িয়ার ဆက်ယုံဘုံကျဲခံရပြီးနောက်မှာလည်းကောလာဟာလာသတင်းတွေထွက်ပေါ်လာပါတယ်အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စကန်၃ခုကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကြားသိရပြီးနောက်ဒီစကန်တွေတကယ်ပဲပျက်စီးသွားလားဆိုတာကိုမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီစကန်တွေလုံးဝဖျက်ဆီးခံရပြီလို့ပြောခဲ့ပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့တုံ့ပြန်မှုကမတူပါဘူး။တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်သူတို့ရဲ့နျူကလ িয়ার စကန်တွေကနေရေဒီယိုတက်တိကြွညဉ့်ဉန်းမှုတွေလုံးဝမတွေ့ရဘူးလို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဒါနဲ့မကသေးပဲအီရန်ရဲ့နိုင်ငံပိုင်ရုပ်သံဌာနကဒုတိယနိုင်ငံရေးညွှန်ကြားရေးမှူးဟာဆန်အာဘေဒီနီကပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တခုကိုထုတ်ဖော်ပြောခဲ့ပါတယ်။သူပြောတာကတော့ Fordo Nardens နဲ့ အစ်ဖာဟန်လိုနျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်မှုမဖြစ်ခင်ကတည်းကလူတွေကိုရွှေ့ပြောင်းထားပြီးသားမလို့တိုက်ခိုက်ခံရတဲ့အချိန်မှာစစ်ရုံတွေကအများအပြားလွတ်နေခဲ့တယ်ဆိုတာပါပဲဒီလိုဆိုတော့ဘုံချခံရတဲ့စစ်ရုံတွေကအခွန်တက်တက်လို့ဖြစ်နေကြတာမျိုးလားဆိုတဲ့မေးခွန်းတွေထွက်လာပါတယ်ဒီရချက်တွေကအမေရိကန်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုတကယ်ပဲဘလောက်ထိထိခိုက်စေခဲ့တယ်လဲဆိုတာကိုပိုပြီးမရေမြာဖြစ်သွားစေပါတယ် အီရန်ဘက်ကတော့သူတို့ရဲ့လုပ်ငန်းတွေရပ်တန့်မှာမဟုတ်ဘူးလို့ပြောကြားထားသေးပါဒေတာရင်းတင်မှမှုတွေပိုပြီးမြင့်တက်လာနိုင်ခြင်းနဲ့ပတ်သက်ပြီးစိုးရင်ကြာတွေရှိပါတယ်အခုလက်ရှိမှာရေမြမာရှိတဲ့ဟူတီတွေကလည်းအမေရိကန်နဲ့အပြစ်ခတ်ရစရေးသဘောတူညီချက်ဟာအီရန်နဲ့ဆင်မဖြစ်ခင်ကဖြစ်ပြီးအခုဆိုရင်ရွေးချယ်ကြတွေကိုစဉ်းစားနေပြီလို့ပြောကြားခဲ့ပါတယ်ရေမြရဲ့ဟူတီတွေကအမေရိကန်ရဲ့အီရန်ပေါ်တိုက်ခိုက်မှုကိုတုံ့ပြန်မှုကအချိန်မေးခွန်းသာဖြစ်တယ်လို့ပြောနေကြပါတယ် ။ဒါကြောင့်အီရန်ရဲ့ဒေတာရင်းမဟာမိတ်တွေဖြစ်တဲ့ Hamas, Palestine Islamic Jihad နဲ့ Hezbollah တို့လည်းတုံ့ပြန်လာဝင်ရှိပါတယ်။အစောပိုင်းတုန်းက Hezbollah ဟာအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ကိုပြစ်မှတ်ထားတာမျိုးကိုသတိပေးထားခဲ့ပါတယ်။ဒီဒေတာကပြည်သူတွေကတော့အခုဖြစ်ပျက်နေတဲ့ကိစ္စတွေကိုအလွန်ကို Orwellian Sunday လို့မြင်နေကြပါတယ်။ American သမ္မတကအီရန်ကိုတိုက်ခိုက်ရေးငြိမ်းချမ်းရေးအကြောင်းပြောနေသလိုအီရန်ကိုအရှေ့လေပိုင်းရဲ့အနိုင်ကျင့်သူဖြစ်ပေါ်ပြနေပေမဲ့ ီဒေတာကပြည်သူတွေကတော့ဆယ်သုနှစ်ပေါင်းများစွာပါလက်စတိုင်းလေဗနွန်နဲ့အခုဆိုရင်စီးရီးယားတို့မှာပါအစ္စရေးရဲ့သိမ်းပိုက်မှုတွေကြောင့်မြင်တွေ့ကြုံတွေ့ခဲ့ရပြီးချစ်ရသူတွေကိုဆုံးရှုံးခဲ့ရပါတယ်။သူတို့ကဒီအခြေအနေကိုကြည့်ပြီးကိုယ်တိုင်ရွေးချယ်ထားတာမဟုတ်ပဲလုံးဝကာကွယ်မဲ့နေတဲ့အခြေအနေတစ်ခုမှာပိတ်မိနေတယ်လို့ခန့်စားနေရပါတယ်။အီရန်ဆိုရနဲ့မပတ်သက်ရင်တော့မဟာမိတ်မဖြစ်ရင်တော့ဒီဒေတာကပြည်သူတွေကကိုယ်တိုင်တိုက်ခိုက်ခံရတယ်လို့ခန့်စားရပြီးအမေရိကန်အုပ်ချုပ်ရေးရဲ့ဒီနိုင်ငံရေးအခြေအနေမှာ ငြိမ်းချမ်းရေးဆိုတာအစ္စရေးကိုလုံးဝလက်နက်ချတာပဲဖြစ်တယ်လို့ခန့်စားနေကြရပါတယ်။ဟိုင်ဖာမှာနောက်ဆုံးပောက်ကွဲမှုရဲ့ပုံရိပ်တချို့ကိုရနေပါပြီ။ဒါတွေကတော့အီရန်ကနေအစ္စရေးကိုဒုံးကျည်တွေအများကြီးပစ်လွှတ်ပြီးနောက်အစ္စရေးရဲ့ဒုံးကျည်ကာဝေးရေးစနစ်တွေကနေကြားဖြတ်ဖြတ်စည်းမှုတွေဖြစ်ပုံရပါတယ်။အစ္စရေးပြည်သူလူထုရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့အီရန်ကို တိုက်ခိုက်မှုတွေကိုထောက်ခံမှုတွေရှိနေသေးပါပဲ။အယ်ဂျာဇီးရီးယားမှာတပတ်လုံးလုံးဒီအကြောင်းအရာကိုဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ကိုနိုင်ငံကနောက်ထပ်ပဋိပက္ခတစ်ခုတည်းပါဝင်လာတဲ့အခါအစ္စရေးပြည်သူလူထုရဲ့စိတ်ခံစားချက်ကိုစိတ်ဝင်တစားသိကျင်စရာပါ။ဂါဇာမှာစစ်ပွဲကဆက်ဖြစ်နေတဲ့ဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကလက်ဘနွန်မှာဟစ်ဘိုလာနဲ့စစ်ပွဲလည်းရှိခဲ့ပါတယ်။ဒီလိုမပြီးဆုံးနိုင်တဲ့ပဋိပက္ခတွေမှာကိုနိုင်ငံကိုအစိုးရကပါဝင်နေတာကိုအစ္စရေးပြည်သူတွေကြားမှာမောပန်းနွမ်းနဲ့ခံစားရခြင်းရှိမရှိမေးခွန်းထုတ်စရာပါပဲ။ဒီလိုမောပန်းနွမ်းနဲ့မှုရှိတဲ့နယ်လို့ယူဆနိုင်ပေမဲ့ အီရန်နဲ့ပတ်သက်လာပြီဆိုရင်တော့ကြဲကြဲပြက်ပြက်ပြည်သူတွေရဲ့ထောက်ခံမှုတွေရှိနေသေးပါပဲ။အစ္စရေးပြည်သူလူထုကဂါသာစစ်ပွဲကြောင့်ယုံမုန်းနေကြပြီးသူတို့မှာတခြားဥဒါပေးကိစ္စတွေရှိနေပါတယ်။ဘင်ဂျမင်နေတန်ယာဟုရဲ့ဒီမပြီးဆုံးနိုင်တဲ့လူမျိုးတုံးတပ်ဖြတ်မှုစစ်ပွဲအတွက်လှုံ့ဆော်မှုတွေကိုလည်းပြည်သူတွေကမယုံကြည်ကြပါဘူး။ဒါပေမဲ့အီရန်နဲ့ပတ်သက်လာတဲ့အခါမှာတော့သူကပြည်သူတွေကိုဒါဟာတန်ဖိုးရှိတဲ့ကိစ္စဖြစ်ကြောင်းဆက်လက်စည်းရုံးနိုင်ခဲ့ပါတယ်။ ။နောက်လာမယ့်ရက်တွေမှာဒီအခြေအနေဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်။လွန်ခဲ့တဲ့မိနစ်ပိုင်းတွင်ပါလက်စတိုင်းနဲ့အစ္စရေးမှာရှိတဲ့ကိုအဆက်သွယ်ရေးစီကနေပောက်ကွဲသံတွေနဲ့ပတ်သက်တဲ့ဖော်ပြချက်တွေနဲ့ message တွေရရှိခဲ့ပါတယ်။သူတို့ကြားရတဲ့ပောက်ကွဲသံတွေကမြင်းကလင်းလိုခံစားရတယ်လို့ဖော်ပြကြပါတယ်။ဒါတွေကကြီးမားတဲ့ဒုံးကျည်တွေဖြစ်နိုင်ပြီး ပါဝင်ပတ်သက်သူအားလုံးရဲ့အိမ်တွေနဲ့ပဒင်းပေါက်တွေကိုပါလှုပ်ခါစေခဲ့တာပါ။သိမ့်ပိုက်ခန့်နောက်ဘက်ကန်းကြီးထိပောက်ကွဲသံတွေကိုလူတွေခံစားနေရပါဗျ။ ဒုံးကြီးတွေဘယ်နေရာမှာကြာရောက်မယ်ဆိုတာကိုသူတို့မသိကြပါဘူးပြောခဲ့သလိုပဲ Tel Aviv ပေါ်မှာပောက်ကွဲမှုတွေတွေ့မြင်ခဲ့ရပြီးအခုဆိုရင် Haifa မှာတခုခုဖြစ်ပွားနိုင်တဲ့သတင်းတွေကြားနေရသေးပေမဲ့အတီးပြုချက်ကိုတော့စောင့်နေရသေးပါပဲ Haifa မှာတိုက်ရိုက်ထိမှန်မှုရဲ့ပုံရိပ်အတီးပြုချက်တခုကိုလွန်ခဲ့တဲ့မိနစ်ပိုင်းတွင်ရရှိခဲ့ပြီးအခုတော့အဲ့ဒီပုံရိပ်တွေကိုဖော်ပြနေပြီဖြစ်ပါတယ် Tel Aviv ပေါ်မှာကြားရတဲ့ပောက်ကွဲသံတွေလည်းရှိပါတယ်လွန်ခဲ့တဲ့မိနစ်ပိုင်းတွင်အီရန်ကနေပြစ်လွှတ်လိုက်တဲ့ဒီဒုံးကြီးတွေကြောင့် အစ္စရေးအခြေအနေကိုအနီးကပ်ဆက်လက်စောင့်ကြည့်သွားပါမယ်။ဒီကုန်းချုပ်အနေနဲ့ရှေ့ဆက်မဲ့အခြေအနေတွေဒီလိုပဲအီရန်နဲ့အစ္စရေးကြားကပြိပခါဟာပုံပြီးပြင်းထန်လာနေပါလေ။ဒုံးကျည်တွေဇက်တိုက်ပစ်ခတ်မှုတွေနျူကလ িয়ার စခန်းတွေတိုက်ခိုက်ခံရမှုတွေနဲ့ဒေတာရင်းမဟာမိတ်တွေရဲ့တုံ့ပြန်မှုတွေကြောင့်အရှိလေပိုင်းတစ်ခုလုံးရဲ့တင်းမာမှုကအမြင့်ဆုံးအဆင့်ကိုရောက်နေပါလေ။အစ္စရေးပြည်သူတွေဟာဒီမပြီးဆုံးနိုင်တဲ့ပြိပခါတွေကြားမှာမောပန်းနှွမ်းနေနေပြီမြေ အီရန်နဲ့ပတ်သက်ရင်တော့ထောက်ခံမှုတွေရှိနေသေးပါပဲဒီအခြေအနေတွေကဘလို့အဆုံးသတ်မလဲဒေတာရင်းငင်းငယ်ကြီးကိုဘလောက်ထိတက်ရောက်မှုရှိမလဲဆိုတာကိုတော့လာမယ့်ရက်တွေမှာပဲဆက်ပြီးစောင့်ကြည့်ရမှာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ